为啥？<noise> <noise> <noise> ရီယိုမြင်တန်ကြားပြည်သူများရှင်မိုးကုဆရာတော်လောင်းလျာကိုရင်ဝိမလအသက်၁၁နှစ်ဝါနှဝရမှာတင်းညိုတရာကျန်းစာတို့ကိုကောင်းစွာကြက်မှတ်တင်ကြားနေပြီဖြစ်ပါတယ်ကိုရင်ဝိမလဟာတင်းညိုကိုပို့ပြီးစင်ဝင်စားခဲ့ပါတယ်စိတ်တစ်ခုရဲ့တက္ကံရုပ်တစ်ခုရဲ့တက္ကံတစ်ချက်ပေါ်ရုပ်နဲ့နံတို့ရဲ့ဖြစ်ဖြစ်ပြောင်းလဲမှုမြန်ဆန်ပုံတွေကိုအရွယ်နဲ့မလိုက်အောင်သိလိုစိတ်ပြင်းပြစွာတင်ယူခဲ့ပါတယ်ရှင် ခနဲ့တင်းညိုတက်ခကြရတာစိတ်ပိုင်းစေတေပိုင်းပကိန်းပိုင်းရင်လို့သုံးပိုင်းပြီးစည်းခဲ့ပြီခနဲ့ပါတက်လာလဲဆိုရင်ပြန်တာဝိသိပိုင်းရောက်လာဝိသိပိုင်းဆိုတာကဒါလူတွေဉာဏ်ညာတွေ့ကြတဲ့အာယုန်လေးဒါလည်းကိုသကုဒ္ဒရသောတဒ္ဒရကဏ္ဍဒ္ဒရစိမံဒ္ဒရကာဒ္ဒရအဲ့ဒီဝိသိစိတ်တွေဆိုတာဘယ်လိုလဲဥပ္ပချီပင်ဆိုပြတာအဲ့လိုခဏ၃ပါးနဲ့ဟောလာခဲ့တယ် ဥပ္ပယခြေရဲ့ခင်ရဲ့ဆိုတာခဏတုံးမှလာပြီးတော့ကြားတာအတိတ်ကဘုဘင်းဘွယ်ငါသရဏဘွယ်ဥပိစရာပိစံဒေါရဝဇာသက္ခုဝိညာဉ်တံပိစံတံဉ္ဇနာဟုဖောသောခုနှစ်ကြိမ်သရာရောနှစ်ကြိမ်ဆိုကြတယ်ဒီကနေပြီးတော့ခုနစေတခဏ79ကျဲဆိုတာဟောဒီအတိတ်ကဘုဘင်းတစ်ချက်ငါဥပ္ပပြိုင်ခဲ့တဲ့ကျုပ်ဟာဒီသရာယုံဤဘင်းမာလာချုပ်တဲ့ခါကျတော့ဟော စေတခဏ18ကျက်စီခဏငယ်90ကျက်မှာအဲ့ဒီမှာယူသက်တက်ပြန်ပြီးတော့ချုပ်ပြန်တော့စေတကတော့ဒါဆက်လက်ပြီးတော့သူ့နဲ့ဖြစ်လာတဲ့အချိန်မှာအဲ့မတန်းဒီမှာဒီလိုဆက်ဟုတ်တော်ဝိတိတဝိကြီးပြီးရဲ့အချိန်ခါမှာဆိုလေယူပါယုံတစ်ချိန်ကြာသွားတော့လာတယ်ဟုတ်လားယူပါယုံမြင်လာတော့လာတယ်ဆက်ခုဝိညာဉ်စိတ်ဖြစ်လာတယ်ပထမဆက်ခုဝိညာဉ်စိတ်ဖြစ်တယ်အတိတဘဝဘဝကသလနာဘဝလေးလှုပ်လာတယ် ဝင်ခုပစ္စိဒဝင်တက်တဲ့ပင်စသွားတာဥစားအောင်စားစိတ်ဖြစ်လာလို့စက္ခုဝိညာဉ်စိတ်ကလေးဖြစ်လာတယ်အဲဒီစက္ခုဝိညာဉ်စိတ်တော့မှာတန်ကြေရဏဆိုတာတန်ပေဆိုင်ဆိုတာသူကခံတယ်တန်ကြေရဏဆိုတာစုံစမ်းတယ်ဟောဘုံသောအော်ဒီဥစ္စာဒါယူပါယုံဘယ်လိုယူပါယုံမဲဆိုတာဒါစက္ခုဝိညာဉ်ကိုသွားအဲ့ဒီတော့မှဒါသူယူပါယုံဘာယူပါယုံလို့တည်တော့ဇောတွေကခံရတယ်ဒီနောက်ဒါနှိမ်ကြည့်ဖြစ်ပြီးတော့ဒါချုပ်သွားပြန်တယ်နားလည်လားအဲ့ဒီအဲ့လိုချုပ်တဲ့ဥစ္စာကမင်းတို့ တောထဒွါရကြတော့လဲဒီလိုပဲဒါမှမလို့အခုမြင်ကြားနေရတာကမြင်လဲမြင်တယ်ယူပါတစ်ခုကိုနောက်ပြီးတော့ကြားလဲကြားတယ်ချက်ချင်းပဲဒါမြင်တာတလဲကြားတာတလဲဆိုဒီလို time နေတခါတပြိုင်နဲ့မှန်လားဟုတ်ပါလားတပြိုင်နဲ့မြင်ရတယ်တပြိုင်နဲ့ကြားတယ်အဲ့ဒါကတော့စိတ်သက်ကအင်မတန်ရှင်မြန်မှုရှိတယ်ဥပ္ပတ္တိပင်ဒီမှာလဲဥပ္ပတ္တိပင်ဥပ္ပတ္တိပင်နဲ့သွားတာဒါစိတ်သက်ကနာ နိုင်ငံ90တချဲဆိုတာဥပတ်တချက်ချီတချက်ဘင်းတချက်ဒီမှာလည်းဥပတ်တချက်ချီတချက်ဘင်းတချက်အဲ့လိုနဲ့သွားလို့အမ်တန်လေးများမှုရှိနေလို့ဟုတ်လားတရားတစ်ပြက်ဂရေတသိန်းချုပ်တယ်ဆိုတာချစ်တယ်ပြက်တယ်ဆိုတာတကယ်တော့သဘာဝလည်းကြားတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ခဏအတန်နားထောင်တယ်ဆိုရင်မအတန်ကလည်းကြားလိုက်တယ်ယူပါရုံကိုလည်းမြင်လိုက်တယ်အတန်ကိုလည်းကြားလိုက်တယ် ဟုတ်ကလားဒီလိုကကိုုံလို့သူ့အနေနဲ့သူစီစားဒါတကယ်တော့သူ့ဝိသိနာသူဖြစ်နေတာသူ့ဓာရဝိသိစိတ်တွေသူ့အနေနဲ့သူခနေငယ်ငားတဲ့တစ်ချက်ပြဲမှနောက်ထပ်တစ်ခါဝိသိတခုပြန်ဖြစ်လာတယ်နားလည်းအဲ့လိုဖြစ်တယ်အဲ့ဒါဒီလိုဖြစ်ပြမှုဉာဏ်တဏ္ဍကိုဒါဘာနဲ့ဥပမာပေးတာလဲဆိုလို့ရှိရင်ဇောနဟန္တာသံမှာလာပြီးတော့ပြရတယ်ဇောနဟန္တာသံမှာဖျားလို့ဟင်းတာမင်းနဲ့ ငါမိတ်ဆွေမင်းကြီးထံသွားမယ်တခါလည်းဗန္ဒီကြီးဟိုတပြည်လုံးတခါဟင်းတာတွေအုပ်ဖုံးပြီးတော့ထားလိုက်ပြီးမှမင်းကြီးထံဆင်းလာတယ်ဟာအရှင်ဟင်းတာမင်းတပါးတည်းကြွားလာလားအပြားကြီးလာတယ်လားတပါးတည်းပဲဒါမဲ့ဟိုကောင်းငင်မှာတော့အကုန်လုံးပြည့်တွေ့မြင်ရတယ်ဟုတ်တယ်ဒါမဲ့အရှင်မင်းဟင်းတာမင်းရဲ့အဟုံကိုဒီလောက်ရှင်နန္ဒပြပါအဟုံတော့မပြနိုင်ဘူးအေးဖြစ်နိုင်ရင်တော့ဒါအတုတော်မြင်ပြမယ် ။တရားလေးမျက်နှာမှာလေးသမားလေးယောက်ထားတယ်။လေးမျက်နှာမူပြီးဒီကလာထားပါ။ထားပြီးဒီကလာအဲ့လေးသမားလေးယောက်ကဒါတို့ကြပြိုင်နေပြစ်ပါလိမ့်မယ်။အဲ့ဒီပြစ်တဲ့မြားကိုမြေမှာမကြခင်လေးသိန်းသလိုမဲ့မြေမှာမကြခင်ပြစ်တဲ့အဲလေးသမားတွေရဲ့ခြေရင်းကိုရအောင်ပုတ်ပေးမယ်။ဒါကျွန်တော်ရအဟုံအတုပဲ။ဒါအဲ့ ရှင်းနာမဲပြောတဲ့အတိုင်းနဲ့စီမံတဲ့အတိုင်းနဲ့ဆောင်ရွက်လို့ရှင်းနာမဲလည်းတိုင်ချိတ်ပေါ်နားနေတယ်။အဲတိုင်ချိတ်ပေါ်နားတဲ့အခါကျတော့အချက်ပေးလိုက်တယ်လေသမားလေးရောက်လဲတပြိုင်နဲ့ပြစ်လိုက်တယ်လေးမျက်နှာပြစ်တဲ့အချိန်ကမှလဲမှာဆွဲလဲဆွဲလဲလေးဆွဲပြီးဒီကလာထားတဲ့ရှင်ရင်သာမင်းကခြူဆန္ဒကြားလဲရတယ်ဒီဆွဲလဲဆန္ဒကြားလဲရတယ်သူ့မမြင်လဲရဘူးပုံမှန်လဲလေးလဲလေးစင်းသလို့ တို့ချင်းမှာရောက်သူနဲ့တိုင်တဲ့ဘဝဘယ်မှမရွေ့ဘူးအဲဒါတို့အခြေအနေမျိုးလေအဲဒါအင်မတန်လင်းမြန်ပါတယ်ဆိုတော့ဗာရင်တီမင်းကြီးကလည်းအမနာဝမတသားနဲ့အာဒါဆိုလို့ချင်းအင်မတန်ရှင်းမြန်နေပေါ့လေသူချစ်ကျူးတယ်အဲ့တော့အရှင်ဟင်းသာမင်းနဲ့ဒီလောက်တဲ့လင်းမြန်လာတဲ့ပို့ပြီးတော့ရှိသေးလားဟာဒီတဲ့ဟိုအစအရာအထောင်မကရှိတယ်တတ်တော်အားလို့ရအာယုတင်ခါရဟာ အဲ့ဒီဒေသမားတွေပြည့်တဲ့လေးကိုထားတာနဲ့အကျွန်ုပ်ထားပြတာနဲ့အသာအရာအထောက်မကပြင်းပြန်လာပါတယ်စိတ်သက်ဟာအဲ့လောက်ပြင်းပြန်နေအဲ့ဒါကြောင့်စိတ်သက်ခုန90တကျဲကြလို့ရှင်ဒါရုပ်သက်ကတသက်ဖြစ်တယ်သို့တော့အဲ့ဒီခုနဆိုကြပါသလိုကွာစက္ကုဝိညာဉ်စိတ်ကလေးကဒါစက္ကုတာတွေကိုကလေးကဒီကြတော့အတိတဝင်ကဥပက္ခချစ်ခဲ့တဲ့စက္ကုတာတွေကိုကလေးကဒီ ဒုတိယတရားယုံရဲ့ခင်ကျတော့သူချုပ်သွားသူအဲ့ရတော့ရုပ်တိုက်တက်ပဒါရုပ်တက်တက်ကပြန်ချုပ်သွားတာပဲချုပ်ပြီးနောက်ထပ်တခါအစ်စ်တခါပြန်လာတော့တာပဲအဲ့တော့သူလည်းရုပ်တက်ကလည်းဒီလိုပဲဖြစ်ပြဖြစ်ပြနေတောင်းလဲကြောင်းလဲနေတာဟုတ်သန္တိကအမြဲတမ်းဆက်စားပြီးနေတဲ့ခါကျမသိကြဘူးဟုတ်လားကြောင်းလဲမှမသိဘူးဖြစ်မှမသိဘူးပြန်မှမသိဘူးဒါပေမဲ့တဖြည်းဖြည်းဟောကလေးဘွားကနေပြီးကြီးလာတာအာ ကြည်ခြင်းအားဖြင့်အော်ရုပ်တရားအဲ့လိုစိတ်တရားဒီလိုများနေဆိုတာသိရတယ်နော်ဒါကြောင့်ခဏိတာဒီချိန်မှာကျန်နာကြအောင်မြဲဟုတ်လားဟုတ်ပါပါရှင်လေးရည်ရုံမြင့်တန်ကြားပြည်သက်များရှင် မိုးခုဆရာတော်လောင်းလျာကိုရင်ဝိမလဟာငွေရွယ်စဉ်ဘဝမှာပဲရုံဏဓမ္မသင်္ခါရတို့ရဲ့ဖြစ်ပျက်ရင်းမြန်းမှုကိုရှင်းရှင်းလင်းလင်းနားလည်သိမြင်ခြင်းဟာနာဝိပဿနာဉာဏ်နဲ့ဉာဏ်စဉ်ဆင့်ဆင့်ရရှိဖို့အတွက်အခြေခံဥပ္ပိနည်းနည်းရှင်းရှင်းချလိုက်နိုင်ခြင်းပဲဖြစ်ပါတယ်။တနည်းအားဖြင့်တရားကိုကိုယ်တိုင်ဉာဏ်ဖြင့်သိဖို့တိတိမြတ်ကိုရှင်းရှင်းလင်းလင်းဟောကြားနိုင်မှုလမ်းစာတစ်ခုစတင်ရှောင်လန်းမိခြင်းလည်းဖြစ်ပါတယ်ရှင်။ ကုန်းကြီးတော်လေးအောင်ရောက်နေတယ်။အားလုံးအယုံကြည်အောင်။ရောက်ရုံညင်တန်ကြားပြည်တန်ကြားရှင်ကိုရင်ဝိမလအသက်17နှစ်အရွယ်ဘွား3ဝါရမှာကိုရင်တင်ငန်းကိုပထမဆုံးတင်ကြားဆွဲပါတယ်လောကီကျမ်းများရဲ့ပြားဆွဲဟောခြင်းအရအဝိထေမှာပြားဆွဲတော်ဒုဒကချက်ချင်းမြတ်သူဖြစ်အံ့လို့ဆိုပါတယ် ကိုရင်ဝိမလကိုအနီးကပ်ကြီးကျက်ပညာသင်ကြားပေးနေတဲ့ဆရာတော်ဦးဇာကရကလည်းကိုရင်ဝိမလဟာဖုံးကန်ကြီးမားသူဖြစ်လာလိမ့်မယ်။အခုပြားတွေဝိုင်းအောင်ရတယ်လို့နောင်ပြိသက်တွေဟာသူ့ကိုဝိုင်းအောင်နှိကိုကြလိမ့်မယ်လို့နမိတ်ဖတ်ဟောကြားခဲ့ပါတယ်ရှင်။ တင်လို့ရတာပြီးပြီဟုတ်လားစတင်လို့ပြီးတော့မနှုတ်ဘာလို့အပ်လဲဆိုရင်ဘဝနည်းနည်းလမ်းကြောင်းဟာတိုးထက်ဖို့အကြောင်းရှိနေတယ်ဟုတ်ကဲ့မှာနေရီတော်တော်ဒီဘဇာလာဝိယသနေရီတော်တော်ဝိယသအော်စီမီလျံလို့မြည်အရင်လို့အဲတစဉ်တွင်စီစင်းနေဟိုဘက်ကမနှုတ်ဒုထဝတိမြည်ဆိုတာသိတယ်မဟုတ်လား မင်းတို့သိပါရဲ့ဥယျာဉ်တော်ရွာရသားလေဟုတ်လားအဲ့ဒီမင်းတို့ဥယျာဉ်တော်ရွာရဲ့တောင်မြနာကဒုရဝတိမြေကြီးရှိတယ်မလားအဲအခုရေရစီဆင်းလာမလားတွေ့တယ်မလားအဲရေရစီဆင်းနေတယ်အဲရေစီဆင်းတာကအခုမှစီဆင်းတာမဟုတ်ဘူးဟိုးနှစ်ပေါင်းများစွာကနေပြီးတော့စီဆင်းနေတဲ့ရေအခုကုန်ရလားမကုန်နိုင်ဘူးအဲ့လိုမကုန်နိုင်အောင်စီဆင်းနေသလိုတို့ တုတ္တေလမ်းကြောင်းဟာလည်းအငြင်းတန်းတသွင်းသွင်းစီးဆင်းနေတယ်။ဒါဟုအဲ့ဒီတုတ္တေလမ်းကြောင်းဟာကိုကအာရမရှိအောင်ရရမိမိရှိအောင်ပတ္တကုအာထုတ်ယူနိုင်ဖို့လိုအပ်တယ်မဟုတ်လားမှန်ပါဘူးနော်အေးလိုအပ်တယ်တို့သာသနာမှာပဲသာသနာမှာရောလူလောကမှာရောဒါတုတ္တရေလမ်းကြောင်းဆိုတာအများရန်ကြည့်ရတယ်အများရန်ကို့မှာအခွင့်အရေးတွေအများရန်စီးဆင်းနေတယ်အဲ့ဒီစီးဆင်းနေတဲ့အခွင့်အရေးတွေကို မလွတ်တမ်းယူနိုင်လို့ရှင်သာသနာမှာလည်းကြီးပွားလာလို့လူလောက လူတွေမှာလည်းဒါအများဆုံးကြီးပွားနိုင်တဲ့အတွက်ဒီနေ့အနေနဲ့ကတော့ဖုံဖုံဒါတိုက်တွန်းရင်ဤကုန်မဲ့ချုပ်လိုက်နော်ဟုတ်တယ်ရောင်းရည်ရုံမြင့်တန်ကြားဖြစ်တဲ့များရှင်ကိုရင်ဝိမလဟာဆရာတော်ရဲ့သင်ကြားလမ်းညွှန်ချက်တွေကိုဆွေးနွေးစွာ၌ယူမှတ်သားခဲ့ပါတယ်တိုးတက်မှုအခွင့်အလမ်းတွေဟာအမြဲစီးဆင်းနေတယ် ဖမ်းယူတဲ့အတုံးမချတဲ့လို့သာလွတ်ကုန်ရတာဖြစ်တယ်။ဖမ်းယူအတုံးချတာအောင်ကျိုးပန်းကျန်ဆောင်ရမယ်လို့ကောင်းစွာသဘောပေါက်သွားပါလိမ့်။ဒါကြောင့်ပြည့်ရတိစာပေတွေကိုငငယ်ရွယ်ရွယ်နဲ့ဆရာထက်တန်းစွာသင်ကျက်မှတ်ပါတော့လေရှင်။ ြားပြတတ်များရှင်။ဂွေးပင်တို့ရဆရာတော်ကြီးဟာကိုရင်ဝိမလာလေးကိုစတင်ကြားတဲ့အခါတိုင်းရိုးရိုးကြီးပုံစံနဲ့မတင်သေးဆရာတက်ဖွဲအကြောင်းအရာလေးတွေကိုကြားမြတ်ပြောဆိုတင်ကြားပေးတတ်ပါတယ်။ဥပမာပြားကြီးမီးထုံမှတ်ကျင့်သုံး၍ခြဘုံတောင်မို့ခုတ်တီချင်းရဆိုသလိုကြားကောင်လေးတွေဟာပန်းဝင်အချိုလေးတွေကိုနည်းနည်းချင်းစုရကများလာတယ်။နောက်တော့ပြားလို့ကြီးဖြစ်လာတယ်။ခြားကောင်လေးတွေလည်းဒီလိုပဲ တဲတဝင်းမြေတမုံရင်းစီတည်ယူပြီးဖွေရကနေတောင်မိုကြီးဖြစ်လာရတယ်။ပညာသင်ကြားရမှာလဲဒီအတိုင်းပဲ။ပြားဤနီးနဲ့ခြာပုံးပမာနီးယူရမယ်လို့ဆုံးမသင်ကြားတော်မူခဲ့ပါတယ်။ကိုရင်ဝိမလကလည်းဆရာအဆုံးမတွေကိုနှလုံးသွင်းပြီးစိတ်သက်ခွန်အားပြည့်နဲ့ယူပန်းအားထုတ်ခဲ့ပါတယ်ရှင်။ င်အချိန်ဒီဓမ္မညဝါချင်းရှာပြီသစ္စာလေးပါးမြတ်တရားကိုခန္ဓာမြန်ရောက်ဟောကြားနိုင်နေပြီဒီတဲ့ချေကြောင်းအချိန်မာပြီအမဟာ